အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေချိုးဆိုပါရယ် Champion ပြိတက်တီအောင်းနေမင်္ဂလာပါဒါအခု Chelsea အသင်းက Stamford Bridge မှာ Sunderland ပေါ်လေဇာထိတ်ကပါရောက်နေပြီးတော့ချိန်မှန်နေတဲ့ Sunderland ကိုအင်ကွဲမှာကန့်နေဒီနေ့ရဒီမှာ Chelsea အသင်းနဲ့ပတ်သက်လို့ရှိရင်အဓိက consistent မဖြစ်ဘူးအင်ကွဲမှာလေအသင်းကြီးတွေနဲ့ပွဲမှာကောင်းရင်ကောင်းပဲမတိုးအပ်ထထ ဖောက်တဲ့ပြဿနာ Chelsea ရဲ့ပြဿနာပဲဒါအထူးသဖြင့် ယာဒီဆာတုံးကခရစ်စတယ်ဘဲလစ်ကိုအိမ်ဝဲမှာအပတ်ရော့တယ်။ဖူအန်ကိုသူတို့အနိုင်ရခဲ့သည့်တိုင်အောင်ပွဲစဉ်တော်တော်များများမှာချက်စီဘက်ကပွဲကိုဖြတ်လောက်ရတဲ့အခြေအနေမျိုးသူတို့မလုပ်နိုင်ခဲ့ဘူး။ဒီပွဲမှာဆိုရင်တိုက်စစ်ကဂျောဘတ်ထူနဲ့မာကီအတွဲကိုထားတယ်။အဓိကကတော့မာကီကိုအထောက်ထားပြီးတော့ဂျောဘတ်ထူကတစ်ဆင့်မှာထားတယ်။ ခိုင်စီရိုးနဲ့အန်ဆူအလေပြန်ရောက်သွားပြီးတော့ဂါနာချူကိုနတူနဲ့တွေးတယ်ခန်စစ်ကတော့ကူခရဲလာတို့ရစ်ချိန်တို့နောက်အချွန်ပေါင်နဲ့ချွတ်ထရီဗာချာလိုပါဆန်ဒလန်အသင်းကတော့အထောင်တိုက်စီမှုဖြစ်အစီတာကိုထားပြီးတော့ဘူးလေဝါဆင်ကိုထားပြီးတော့မှဒါပြီးကွင်းလေကဂရနီချာကဦးဆောင်တယ်ခန်စစ်မှာဆိုရင်အရင်ကဖာရစ်စင်ဂျာမင်ရဲ့ကစားမမူခီလီတို့နောက်တစ်ဖက်ကရိုင်းနယ်တို့ ဒါအက်တလက်တီကိုမတ်တွေ့ဘယ်နောက်ခံကစားမားတွေနဲ့သူတို့က5 4 1ပုံစံကစားတယ်သူတို့က game plan ကောင်းတယ် organize ဖြစ်တယ် Chelsea တိုက်စစ်ကိုဂိုးပေးမဲ့လမ်းကြောင်းတော်တော်များများကို shut down လုပ်ထားတယ်ဒါပေမဲ့ Chelsea ဟာဂိုး2 1ဖြစ်သွားပြီအခြေအနေမျိုးမိနစ်90ကျော်မှာရတဲ့ chance ပါဝင်တချို့ chance ကိုတော်တော်လေးဖြုံးတီးတယ်နောက်တစ်ခုက Chelsea အသင်းနဲ့ပတ်သက်လို့တစ်ခါလေးကြာရင်တချို့ပိုင်းတွေမှာကျွန်တော်မေးဖို့ထောက်မယ်အချက်ကမလို့လအပ်ပဲနဲ့ရန်ရစ်ယူတဲ့အခါမှာအဆုံးသတ်မှာ မထင်မှတ်ပဲနဲ့သူတို့ခိုးပြလိုက်ရတယ်ဒီချက်ကเชลซีသင်းရဲ့ဒါအဓိကပြဿနာဖြစ်သွားတယ်တကယ်ဆိုရင်เชลซีကဒီနေ့ပွဲမှာဘယ်လိုပြောမလဲဒါအခုလောလောဆယ်အနေထားရဒီသူတို့ဒါဥဆောင်မှုကိုအစိုးရတဲ့ရထားတာအစိုးရရထားတော့ကျွန်တော်တွေ့တာပေါ့ဒီပွဲတော့เชลซี AECC ဖြစ်မယ်တေချာပေါက်ပွဲကိုထိန်းချုပ်မယ်ဆိုတော့အလဟန်ဒါကာနာချိုက၄မိနစ်တည်းကဥဆောင်ကိုကိုနတ်တူပေးတာကနေဖန်တီးပေးပြီးတော့ကိုးသွင်းတယ် ဒါပေမဲ့လေဆန်တလန်အသင်းဟာအရင်တည်းကကစားပုံကြစ်လက်တဲ့ဂိမ်းတစ်ဂိမ်းမှာသူတို့နောက်ကလိုက်ကစားရေးဘယ်ပွဲပဲဖြစ်ဖြစ်သူတို့မှာပြန်လာနိုင်တယ်အဓိကသူတို့ quality player တွေကိုခေါ်ယူထားတဲ့နောက်ပိုင်းမှာသူတို့အသင်းဟာတော်တော်လေးချိန်ငိမ့်တဲ့အသင်းဖြစ်တဲ့လုံးဝ surprise နေတဲ့ဒီနေ့ရာသီအတွင်းမှာသူတို့ရမှတ်အဖြစ်သူတို့14မှတ်ထိယူထားတယ်ဆိုတော့14မှတ်ထိယူထားတဲ့အချိန်မှာအခုလက်ရှိနေထားရ Chelsea အသင်းကိုသူတို့တကူးပေးရတယ်ချက်ချင်းပဲပထမပိုင်းမှာပဲနောက်ကလိုက်ကြကစားပြီးတော့ Wilson Acedo ကပြန်ချီလို့ဝန်ဝန်ဖြစ်တယ်ဆိုဒုတိယပိုင်းမှာနီးပြားကဂါနာချိုကိုထုတ်ပြီးတော့အက်ရှာဖဲကျွန်တော်ကအမှန်တမ်းပြောရပြနတ်တူကောင်းတာတော့ကောင်းတယ်ခါကျရင်ဂါနာချိုရဲ့ pace နဲ့ဂါနာချိုရဲ့ဒါလုတ်အားတွေကပြိုင်ဘက်တွေကိုခေးရဖြစ်စေတယ်ထားပါတော့ဂါနာချိုနေရာမှာအက်ရှာဖဲဝင်လာတယ်အက်ရှာဖဲဝင်လာတဲ့အချိန်မှာချက်စီတောင်ပံကပိုးလို့ရှားတယ်ဒါဆန်ဒလန်ကလည်းအဲ့နောက်ပိုင်းကမှစပြီးတော့ဒါဒီ ISK တိုက်စင်မှုဟောဘိုဘီရောဘာလို့ကိုထည့်ပြီးတော့သူတို့က541ရှိတ်ကိုလုံးဝမပြဘူးဒီခါလေကျရင်ဂါနာချက်ကလွတ်ထွက်သွားတယ်ဒီလောက်ပဲ အတက်ကင်းကိုတိတ်ပလိုက်ဘူးဂျာကာတလုံးလွတ်သွားသေးတယ်အဲ့တလုံးဆိုလောင်ပိုးပြီးတယ်ချယ်ဆီဒီနေ့ပြဿနာကအဲ့လောင်ပိုးပြဿနာပုံမှန်ကစားကွက်နဲ့မရဘူးဗျာဆန်တလန်ကအဲ့လိုလောင်ပိုးတွေပြီးတဲ့အခါမှာဂျာကာလုံးလဲအဲ့တိုင်းပဲလွတ်ထွက်သွားတယ်လောင်ပိုးမှာ तू ဒီဘက်ကိုပေးလိုက်ရင်ဂိုးရနိုင်မဲ့ချမ်းရှိတယ် तू မပေးလိုက်တဲ့အတွက်ကြောင့်ဒါသူတို့နစ်နာသွားတယ်ချယ်ဆီဘက်ကကျွန်တော်တို့ဆန်တလန်ဂိုးသမားကိုထိရောက်တေချာတဲ့ pressure ပေးမှုမျိုးမလုံနိုင်ဘူးမို့လုံနိုင်တယ်ဒါပေမဲ့ဘိုးဖြစ်ပြောင်းလဲဖို့သူတို့ရုန်းကန်နေရတယ်ကျောက်ဖတ်ထိုးဇက်တိုက်ဂိုးပေါက်ပြောင်းနေတယ် မာဂီကဟိုတနေ့ကတော့ကိုးသွင်းသားတယ်ဒါပေမဲ့ဂျောင်းဘတ်ထူအခုတော့ဒါကလပ်ဝေါကပ်မှာ၃ကိုးသွင်းခဲ့တယ်ရာသီအစပိုင်းတွေမှာတောက်လျှောက်ရလက်ကောင်းပြီးတော့မှထူးထူးခြားခြားချဲစီတိုက်စစ်ကအခုခိုးရမှုက white position တွေကိုအဓိကဖြစ်နေတယ်။နတ်တူသွေးသွေးမသွေးရင်ကာနာချူကာနာချူမသွေးရင်အခြား position တွေဖြစ်ပြီးတော့ကွင်းလေကလည်းဒါခိုးရနိုင်မဲ့ chance မှာခိုက်စီတို့တို့ဘာလို့ရှိကအားကိုးနေရတယ်အန်ဇူတို့ဆိုတော့ချဲစီတိုက်စစ်ကအဓိကပြဿနာဆိုတော့အခုတိုက်စစ်ကအထောင်တိုက်စစ်မှုဖြစ်တဲ့ဒီဘယ်လိုပြောမလဲသူတို့ရဲ့ roving ဒီ ဒီ Lien Dillard မရှိသေးတဲ့အခါမှာ center center forward focal point ပေါ့လေနောက်ပိုင်းမှာ Tyree Joshua ဘာလို့ဝင်လာတယ်သူဝင်လာတဲ့အချိန်မှာလဲ half chance လေးအချို့တော့ရတယ် ဲ့နောက်မှာဒီ Andre Santos ရဲ့ now Atosin Adibayo ရဲ့ Gittins ကဝင်လာတယ်။ Gittin ဝင်လာတဲ့အချိန်မှာအဲ့တောင်ပန်းအရင်မလုပ်ပြနိုင်ဘူး Chelsea ကဒါ Sunderland ကိုအနိုင်ကိုရဖို့ခက်တယ်။အများကြီးဘောလုံးတွေက side way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  တလုံးနဲ့ area တွေကိုလမ်းကြောင်းချပေးတာတို့ cross town တို့အခါမှာပဲဖြစ်ဖြစ် organize ဖြစ်တဲ့ Sunderland back back fight ကလုံးဝထိန်းချုပ်ထားတာ။အဲ့မှာ Chelsea က down shot ရုံးကန်နေတဲ့တခါ injury time ဒါ injury time ရောက်တဲ့အချိန်မှာ Chelsea long ball ပေးရတယ်။ injury တိုင်းအဲ့ဒီလုံးကလည်းထုံးတယ်ဗျာနှမျိုးကိုခေါင်းတာလောင်ဘော63မိနစ်မှာဟိုးလောင်ဘောပေးအချိန်မှာဘော်ဘီတယောက်တည်းလွတ်ထွက်သွားတယ်အဲ့ဘော်ဘီကသူထိန်းထားတယ်အဲ့မှာထိုးစင်တဲ့ခိုင်စီတို့နှစ်ယောက်ကြံ့တယ်အဲ့မှာသူကထိန်းထားပြီးတော့မှနောက်ကအသင့်ပါလာတဲ့ခရီးရောက် forward လိုက်လာတဲ့နှစ်ယောက်ကိုလမ်းကြောင်းထဲချပေးတဲ့အချိန်မှာဒါအသင့်ပြေးလာတဲ့ဒါသူတို့ရဲ့ကွင်းလေကစားမှာ Telby ကအလက်လက်ပါပါကန်သွင်းပြီးတော့ Anzu ဒါမာရစကာရဲ့ကိုသမရောဘတ်ဆန်ချက်လုံးဝမတက်နိုင်ပဲကိုပေးလိုက်ရတယ်ဒီ tell ပြီးဆိုရင်စန်ဒလန်ကို play off championship final လူပွဲတော့ကလည်းနှစ်ကိုးသွင်းတယ်ဒီတိယာဒီမှာတကိုးသွင်းပြီးတော့တကယ်ကိုခြေစွမ်းပြသူဖြစ်ပြီးတော့ တကယ်နောက်ကလိုက်ကစားပြီးတော့ချက်စီကအိမ်ခွေးမှာနှစ်ခုတစ်ခုနဲ့ရှုံးသွားလို့ဆန်ဒလန်ကအဖိုးတန်၃မှတ်အိုက်နိုင်ပွဲကြောင့်ဆန်ဒလန်ကအခုဆိုရင်၁၆မှတ်ထိရသွားတယ်။ရာသီစ၉ပွဲမှာဆန်ဒလန်က၁၆မှတ်အခုလောဆယ်စရာအထိတ်ကအာဆင်နဲ့နှစ်မှတ်ပဲกว่าတယ်သူတို့၅ပွဲထိနိုင်ပြီးတော့ရှုံးပွဲ၂ပွဲနဲ့နိုင်ပွဲရတယ်။ဟိုဘက်ကဆန်ဒလန်ရဲ့မြို့ကံပြိုင်ပဲညူကာဆယ်ကဖူလန်ကိုအကျိတ်နဲ့ကစားတယ်။သူတို့လည်းဥဆောင်ကိုတွင်းတယ်ဒါပေမဲ့ဖူလန်ကပြန်ချေပင်မဲ့ဒါညူကာဆယ်ကသူတို့ရဲ့အသင်းကောင်းဆောင်ဘူနိုဂရီမီရစ်က မိနစ်60အပြည့်မှာပဲအနိုင်ရတယ်ညူကာဆယ်ကချိတ်ကော့မာဖီကိုးသွင်းတယ်ဟိုဘက်ကဖူဝန်ကဒါဆာဆာလူကီကဒုတိယပိုင်းမှာပြန်ချီတယ်အဲ့ပွဲကလည်းဂိမ်းကအရင်မကွာဘူးညူကာဆယ်ဖိတော့ဖိတယ်ဒါပေမဲ့ဖူဝန်က တောက်လျှောက်ကိုပိတ်ကစားနေပြီးတော့နှစ်သိန်းလို့အကွာဟမှုမရှိပေမဲ့ဘူနိုဂူမာရက်စ်ကနောက်ကျကိုးချောင်းယူကာဆက်ကလည်းနိုင်တယ်သူတို့ကတော့အခုလောလောဆယ်တော့သူတို့က၁၂မှတ်ပေါ့လေဆန်တလန်ကတော့လုံးဝ surprise နေတယ်၁၈မှတ်ထိရတယ်ချယ်ဆီတို့တော့အခုလက်ရှိအိမ်ခွေးမှာရှုံးပွဲတွေ့သွားတဲ့အတွက်ဒီနေ့ရာသီမှာသူတို့ချယ်ဆီက Stamford Bridge မှာနောက်ထပ်အမှတ်ထပ်ရော့သွားခဲ့ပြီးတော့အိမ်ခွေးမှာငါးပွဲမှာနှစ်ပွဲနိုင်တစ်ပွဲသေးနှစ်ပွဲရှုံးဆိုတော့ပြီးခဲ့တဲ့တစ်ပတ်တုန်းက Brighton ကိုအိမ်ခွေးမှာ3-1နဲ့ရှုံးပြီးတော့အခု back to back နောက်တစ်ခါထပ်ပြီးတော့အိမ်ဝင်းထပ်ရှုံသွားခဲ့ပြီးတော့မှ Chelsea အတွက်စိတ်ပြေစရာဖြစ်ပြီးတော့အခုလောလောဆယ်အနေထားရရာသီအစမှာပဲ Chelsea ဟာမထင်မှတ်ပဲနဲ့အမှတ်တီတောက်လျှောက်ဆုံးရှုံးပြီးတော့ Anzo Maresca ရဲ့အသင်းတွက်ကတကယ့်ကိုစိတ်ပြေစရာပေါ့လေ Sunderland ကတော့လုံးဝ surprise ဖြစ်ပြီးတော့ Chelsea ကအခု6ပွဲမှာ4ပွဲနိုင်2ပွဲတည်3ပွဲရှုံးပြီးတော့ဒါ14မှတ်နဲ့ပဲဆက်ရည်ပြီးတော့ Sunderland က18မှတ်ရသွားပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရပြီရပြီ